ရွှေတဂုံဘုရားကိုဥဆောင်ကထီးတော်တင်ခဲ့တဲ့ဆရာတော်ဥစံဒီမှာကြောင်းပြောပြချင်ပါတယ်။ရင်းသူကတော့ဥအောင်ခင်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဥဒိကြတခုကိုတွားရင်းနဲ့ဘဝဘဝတွေဟာခြားရက်ဟက်လို့လည်နေပါတယ်။စူတောင်းကြောင့်ပြန်လဲစုံစည်းကြရပြန်ပါတယ်။ဒီလိုကျင်လည်ခဲ့တဲ့ပေါ်ကိုယ်ကံကိုကိုယ်ဖန်တီးတဲ့အခါဖြစ်လျက်ဘဝတွေမှာ မောက်မာသူမာနာကြီးသူစိုးသွမ်းသူလိမ္မာသူစုံနေတာပေါ့လေ။ ကာဂန်ဝစီကမနောကန်ကြောင့်ပြင်းမာမိခဲ့တာပြုမှုခံရတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးတိလသမာဓိရှိနေတော့ကံစူးပြီပေါ့စကားတစ်ခွန်းကြောင့်ကိုမှုရာတစ်ခုကြောင့်ခံလိုက်ရတဲ့ဝကြွေဆိုတာမနှဲပါဘူးတချို့ဆိုအတိုင်းဝိုင်းတွေကစွန့်ပယ်ခံခဲ့ရလောက်အောင်အထိဖြစ်ခဲ့ပါတယ်ကြောက်စရာပါပဲမတိလို့မိုက်စက်မိုက်နေတော့မိုက်တွင်းကနဲ့တက်ထန်လာတယ်ပြန်လဲစုံစည်းကြခြင်းမှာယဟန္တာပဲကင်းနိုင်တဲ့သဘောပါ ဒါ ਉਹ ပဲစက်မိုက်နေရင်တော့ဖြင့်တန်တရာရဲ့အတုံးလှဟာအဆုံးစားမရှိနိုင်အောင်ပါပဲကျုပ်ဘွဲ့အမိကဥစံတီးမှာပါ တကယ်တော့ကျုပ်ကရုံမြင်အတန်ကြပါပဲစားတောင်ဆရာတော်ဆိုတော့အဝေးကြီးဘာမှန်းကိုမသိခဲ့ဘူးကျုပ်ကတောင်ကြီးမှာတိုက်အုပ်လို့လည်းပြောလို့ရတယ်စားချရဟန်းလို့လည်းပြောလို့ရတယ်ကျုပ်ရဲ့ကြောင်းမှာကိုထုကိုထလန်ခင်းမှုအသင်္ကန်းကောင်းကြိုက်ပြီးကြောက်ထုကြောက်ခွဲနေခဲ့တဲ့သူပါ တရက်ကျုပ်စီကိုရသေးတပါရောက်လာပါတယ်နောက်မှသိရတာသူက ရှင်မထီးတို့ရကန်းစင်အောင်ဆရာတော်တို့ရှင်အစ္စခေါနာတို့နန်ကင်းနေနေရသေးတယ်ကျုပ်ကလည်းကြည့်လို့မရတာဘာလီလဲပေါ်ရှုပ်ရှက်ခတ်နေတာပဲသူ့ကိုမတိကျိုးနှုံပြလိုက်တယ်သုံးရက်ဆက်တက်ကြီးပြမတည့်ရက်ပြီးမတုံမလုံဆောင်နေတာကြတော့ကျုပ်ထင်ကဖျားဆောင်လားတောင်ဆောင်လားရုပ်ကဆိုးလားဘာလားပဲ တကယ်တော့မိုးကရွာတယ်ကျုပ်သတင်းသုံးတဲ့ကြောင်နာမှာချောင်းဟသန်နဲ့နှာချီသန်ကြားတယ်ဒါနဲ့ကြောက်ကအကြောင်းပေါ်လာခဲ့လို့ခေါ်လိုက်တယ်ခမားလူလာနဲ့လားလူမဟုတ်လို့ဘာတော့ကွာအော်လူသာပြောတယ်ဗျာသွားလိုက်လာလိုက်မမောနိုင်ဘူးလားတရားထိုင်ရတယ်ကွာတရားထိုင်တယ်ဆိုတာဘယ်နည်းကိုပြောတာလဲထိတိတ္တိအာနာပါနရှုနေပါပဲတပြင်းပြင်းနဲ့ရှုပြတယ်ကျုပ်ကရည်တာပေါ့ဗျာကျုပ်လည်းထိတိတ္တိပဲကျင့်တာလေဗျာ နေ့ကိုယဟန်နေကိုရင်တွေကိုစားချတယ်ညရောက်ရင်ယဟန်နေကိုရင်တွေကျင်းကျင်းကျုပ်ကညစင်နိုင်လောက်ကလေးကတရားစားထိုင်တာမနေ့၃နိုင်ဆိုတရားထိုင်လို့ပြီးပြီစွန်းချက်တဲ့ကိုရင်တွေကိုနှိုးစွန်းချက်ခိုင်းကျုပ်ကတကြောပြန်အိတ်တယ်ဒီလိုနေ့စဉ်လုပ်နေတာအာမင်းလောက်တာကစားကောင်းတော့ကောင်းပဲကွာဟာဒါဆိုဘလို့ကျင့်ရမလဲပြောလေဗျာမသိမချင်းရှုအဲ့ဒီလိုရေဗျာဒါနဲ့အဲ့ဒီရသေးချင်းကျုပ်ရင်နေခဲ့တယ်ဆိုပါတော့တရက်တော့ဘကူးက ဘအောင်မင်းကောင်စီတွားရအောင်လို့တောင်းဆိုလာတယ်။ဟာအဘအောင်မင်းကောင်သူတာတကယ်ရှိမှမရှိတာရှိတာပေါ့ဦးစင်းလေးကတွားရအောင်ပါ။ကျုပ်ကပြောရမယ်ဆိုရင်အဘအောင်မင်းကောင်ငကိုသေးကမယုံကြည်ခဲ့တာမတွားဖို့တော်တော်ညင်းတယ်။အဲမရဘူး။ဒါနဲ့ရောက်ဖြစ်တယ်ဆိုပါတော့ဗျာ။ကိုရောက်တော့အဘနန်ကင်းသူကိုပြတယ်။ရသေးတပါပဲ။ဂူထဲမှာမိမတစ်ယောက်နဲ့ဗျာ။ ကျုပ်ကငကိုကမှမယုံကြည်တာခုလိုတွေ့ရတော့ပူဆိုးတာပေါ့ဒါနဲ့ကျုပ်ဘာရသည်ကိုမောကြည့်ပြီးဘဲနဲ့ဘိုးမင်းကောင်ကမိမနဲ့ပဲဘာရသည်ရဲ့ငါဘာရသည်ကမိမမရှိပါဘူးကျုပ် ပြောတော့မပြောဘူးတွေးနေရပါဗျာအဲ့ဒီလိုတွေးနေတော့ဂူထဲမှာရှိတဲ့ပုံကောင်ကသူ့နားမှာရှိတဲ့မိမကြီးကိုအချစ်လေးရဲ့အသေးလေးရဲ့ခေါ်တော့တာပဲဒါနဲ့ကျုပ်ကလည်းကျုပ်ဘာရသည်ကိုအပပြန်ကြဆိုဗျာ နေပါဦးဦးစင်ရဲ့မပြတ်မနဲ့စိတ်လျှော့စိတ်လျှော့အဘမှားထားမယ်အဘမရှိချိန်မှာဒီကအဘအောင်မြင်ကောင်ဘိုင်ယက်တီစီလာကွက်လူအပ်တဲ့အကူအညီတွေပေးလိမ့်မယ်လို့ပြောတယ်အမှန်တမ်းပြောရင်ကျုပ်စိတ်ထဲမှာလုံးဝမယုံကြည်တော့ဘူးကျုပ်ကမှကြည်လို့မရပါဘူးဆိုသူ့စီလာခိုင်းနေပြန်တယ်ဒါနဲ့ပြန်လာကြတယ်ဆိုပါတော့ဗျာတရက်တော့ကျုပ်ရဲ့ဘိုင်ယက်တီကထူးထူးခြားစကားဆိုတယ်သူ့ သေးတဲ့ခါတဲ့သူမာတဲ့အတိုင်းသူကြိုပေးဖို့တဲ့တကယ်သေးသွားတယ်ဗျာသေမဲ့ရဲ့အချိန်တိကျပြောပြီးသေသွားတယ်အစမ်းကြီးပဲကျုပ်ပါရဲ့တေကရွှေဘူကပါသူခိုင်းတဲ့ထိုင်မီးတင်းကြိုကုတ်တယ်ပေါ့လေနောက်တော့ကြာတော့ကျုပ်မကဖျားတိဖို့အခွင့်လန်းနဲ့ကျုံလာပြန်တယ်ဘသူ့ကိုအကူညီတောင်းအောင်မသိဘူးဒါနဲ့ဘိုင်းရဲ့တေမသိခင်ပြောသွားတဲ့စကားသွားတတိယလို့ဘကူကအပေါအောင်မင်းကောင်နန်ကိန်းနေဆိုတော့ဘိုင်းရဲ့တေစီလာခဲ့တယ် အနေကြတော့ယင်းနေတယ်ဆိုပါတော့တရက်တော့သူကဘာပြောလဲဆိုငားတဲ့အသက်တွေကြီးပြီးကွာအထွက်လေးထွက်ချင်ပြီတဲ့ရွှေဘွားပါရက်တည်းရဲ့ကြုတ်ရဲ့စားတော်ဆရာတော်ရဲ့ကပညာသူဆရာသူတွေပါသိအောင်ပြောရမယ်ဆိုရင်တော့စွန်းလုံးဆရာတော်ကြီးဟာဘာမဲ့ဆရာတော်ဘွားမှာရဲ့စွန်းလုံးဆရာတော်ဘွားမှာအထီးတပည့်တွေပဲငါတို့ကတဲ့ဖျားစုပန်ထားတဲ့သူတွေတဲ့စားတော်ဆရာတော်ကသာတဲ့ယဟန္တာဘွားနဲ့နှိပ်ပတ်ဝင်ပါတဲ့ ဦးစင်းလေးကရွှေဘုကပါရဲ့တူကိုတော့သူခန်းတဲ့အတိုင်းသင်းကြိုခဲ့ပြီးပြီတဲ့ကျုပ်ကိုလည်းကျုံမာခဲ့တဲ့အတိုင်းလုပ်ပေးပါတဲ့စားတော့ဆရာတော်ကိုလည်းခန္ဓာဝင်ချတဲ့အခါသူမာတဲ့အတိုင်းလုပ်ပေးပါတဲ့ငါတို့ဟာတဲ့လောကအတွက်ဆောင်ရွက်မကိစ္စတွေ ကြံသေးတယ်တဲ့ငါကိုစားဆောင်ရွက်ပေးသူကအခုမရှိတော့ဘူးတဲ့အဲ့ဒီတော့ငါတို့ကိုစားဦးစင်းလေးကဆောင်ရွက်ပေးတဲ့ဘဝဘဝတွေကငါတို့အမှုကိစ္စကိုဦးစင်းလေးကကူညီပေးခဲ့လေတော့တဲ့အခုလည်းဆောင်ရွက်ပေးရမယ်တဲ့ပေါ်ပဲတဲ့ငါလည်းထွက်ချင်တယ်မီလေးတဲ့ အဲ့ဒီရသေးရကျုပ်ကြည့်ပြီးပြောတော့ကျုပ်ပြခေါင်းကိုခဏလာပုတ်မိတယ်။လာပြန်ပြီနောက်တယောက်ဘာတွေလဲ။ဒီအချိန်ထိစားတော့ဆရာတော်ကြီးဆိုတာကျုပ်လည်းမသိဘူး။ဒါနဲ့အဲ့ဒီရသေးလည်းထွက်သွားတော့သူ့ခိုင်းတဲ့အတိုင်းလုခဲ့တယ်။အဲ့ဒီဘာရသေးထွက်တော့တပည့်တော်ကတွေကကျုပ်ကိုလှမ်းပင်တယ်။ကျုပ်ရောက်တော့တပည့်တော်ကတွေကပြောတယ်ဘာရသေးမှာသွားတယ်တဲ့ဥစဉ်လေးမလာမချင်းသူ့ရုပ်အလောင်းကိုမထိဖို့မကိုက်ဖို့မှာသွားတယ်ဘယ်သူမှမကိုက်ရကြဘူးဖေရတဲ့ ဒါနဲ့ကြုတ်လဲသူမှာကြတဲ့အတိုင်းခေါင်းထဲကိုသွင်းအပေါက်၄ပေါက်ဖောက်ခေါင်းတလားနဲ့ထားပေးခဲ့တယ်ဒီဘိုင်းသည်ထူကြတာရက်က6ပေခွဲတော့ရှိတယ်ဗျာစပင်းကြီးကလည်းအရှိအသားရောင်ကလည်းရွှေလိုဝင်းနေတာပဲဗျာတော်တော်အရက်ရှိတဲ့ဘိုင်းရဲ့သေးပါမြန်မာလူမျိုးတွေမှဆိုတော်တော်ရှိတဲ့အရက်ပါဒါနဲ့အဲ့ဒီဘိုင်းရဲ့သေးနှစ်ပါးကိုတဲ့အရင်ကကိုညီပေးနေတဲ့ဖုန်ကြီးကြောင်းမကြီးတော့ဘိုင်းရဲ့သေးတယောက်ကတပည့်တယောက်ကအခုလိုပြောတယ်အာအဲ့ဒီဖုန်ကြီးကြောင်းတော့ မပြောပါနဲ့အောင်ဦးစင်းလေးရေပစ္စည်းခိုးခံရလို့အဲ့ဒီဘုံကြီးလာလျှောက်တယ်။အေးပြန်ရစေမယ်ဆိုပြီးလာလျှောက်တဲ့သူနေနံမေးစမဆွဲအဲ့ဒီစမလဝါပေါ်တင်ရလိုက်တာပျောက်သွားတဲ့ပစ္စည်းပိုင်းရှင်ရှိဘုံကနေကိုကြလာတာဟာအတော့အံ့ဩစရာပါလား။ဒါပေမဲ့ကျုပ်မကအဲ့ဒီပညာတွေမရှိဘူးလေ။ဒီလိုနဲ့ကျုပ်တောင်ကြီးမှာပဲနေလာခဲ့တယ်။တေးရကြောက်ထုနေတဲ့လူတယောက်ရောက်လာတယ်။ဦးစံဒီမာနဲ့တွေ့ချင်းလို့တဲ့ ဒါနဲ့ကျုပ်ကခနာဆောင်လို့ပြောပြီးကြောက်ပဲဆက်ထုတ်နေ။နိုင်ဘယ်လောက်ကြာတော့ကျုပ်ကိုတွေ့နေတဲ့သူကအရှင်ဖျားအရှင်ဖျားလိုင်းမပို့နိုင်လဲတပိတော့လမ်းညွန်ပေးလိုက်တော့ဗျာ။စောင်းရတာစိတ်မရှိတဲ့ဟန်ပဲ။ဒါနဲ့ကျုပ်လဲကြောက်မှုတွေခါသင်္ကန်းကိုပြန်ယုံဒီခါလေးပြောလိုက်တယ်။စားတော့ဆရာတော်ကအခေါ်လှုပ်ခိုင်းလိုက်တာလား။ဦးစံဒီမောင်ဆိုတာကျုပ်ပဲ။အဲ့ဒီကလည်းကြောက်ဝကြည့်ပြီးအံ့ဩနေတယ်။သူထင်ထားတာကဥစံဒီမာဆိုတာက ဥပဒေရုပ်ကောင်းကောင်းခန့်ညာကြီးထင်နေတာလည်းပါပါပေါ့ဗျာအခုကအဲ့ဒီလိုပဲဟုတ်မလဲကြောက်ထုတ်နေတဲ့ဖုန်ကြီးကသူ့ကိုယ်သူဥဆန်ဒီမာလို့ပြောတော့သူလက်အံ့ဩနေတယ်သူကကြုတ်ကိုမရှော့သေးခင်ကြုတ်ကစားတော့ဆရာတော်ကအခေါ်လွတ်တာလားဆိုတော့ပူအံ့ဩသွားတယ်။ဒါကကြုံဆွမ်းမမဟုတ်တာလေ။ဒါနဲ့ကြုတ်လဲစားတော့ဆရာတော်ကခေါ်လို့ဆိုပြီးရန်ကုန်ကိုလိုက်လာ။ဆရာတော်ကတော့ပြုံးရွှင်စည်းကြတယ်။အဲ့ဒီတုန်းကဆရာတော်ကမာလာကနန်ဟေမမြန်ချမ်းမာတဲ့တင်းသုံးဝင်နေတာ နောက်မှသိတာဆောင်းအောင်စီကတော့ဂျေတက်တော်ထင်ရှားရှင်စင်ကထေရုပတိစာကိုရေးခဲ့တဲ့မနောမရဦးလာမြေချန်တဲ့အဲဒီတော့ကကြောက်ရောက်တဲ့ဆိုရင်ပဲဆရာတော်ကဘာမှလည်းမမိတ်ဘူးခက်စမစ်စိတ်ပဲတည်င်းတုံးနေတယ်ဆရာတော်ကလည်းထိုင်ကုန်မှာမှငုတ်တုတ်ကျောက်ကလည်းအောက်မှာငုတ်တုတ်ခဏနေတော့အဲဒီတော့ကနာမည်ကြီးဘိုးချုပ်အဆင့်ရှိတဲ့ပုဂ္ဂိုလ်တူရောက်လာတယ်ရွှေတကုံစီတီတော်ကိုတဲ့ထီးတင်မှုလာလျှောက်တယ်အဲ့ဒီမှာဆရာတော်က ငါတို့နဲ့မဆိုင်ဘူးဒီဦးစီးနဲ့ဆိုင်တာသူဦးစီးဆောင်ရွက်ပေးလိမ့်မယ်ခတ်ပြီပေါ့ဗျာဒါတွေကြုံနားမလဲတာဘယ်လိုလုပ်ရပါနောက်ပြီးရွှေတုံစီတော်ကြီးလေဗျာမြန်မာနိုင်ငံမှာအထွတ်မြတ်ထားရတဲ့စီတော်ကြီးဒါအောင်ကြုံနဲ့ဆိုင်နေဆိုကြုံပါလောက်ကမလားချိန်မကိုင်းမိလက်မကိုင်းမိဖြစ်သွားတယ်စားတော်စရာတော်ကလည်းမင်းပေးပြီကြုံလဲပေါက်တဲ့နဖူးမထူးဘူးဆိုပြီးဦးစီးဆောင်ရွက်လိုက်တာအောင်မြင်သွားခဲ့တယ်နောက်ပြီးစရာတော်မင်းလို့နောက်မှသိရတာ ရွှေရုံစီရောထီးတင်တာကိုတဲ့စားတော်ဆရာတော်နဲ့အဘအောင်မင်းကောင်ရဲ့တာဝန်တဲ့ကျုပ်ကိုချိတ်ဆက်ပြီးထီးတော်တင်ခိုင်းတဲ့သဘောပဲလို့သိရပါတယ်အဲနောက်နေ့ဒီမှာအပိုင်းဆက်ကိုဆက်လက်တင်ဆက်ပေးပါမယ်နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ